ယောဂီမန္တရာကောင်းတို့ယခုချိန်ခါမှာတရားရှုမှတ်ရမယ့်အချိန်ခါဖြစ်ပါတယ်။တရားရှုမှတ်တဲ့အခါမိမိတို့ထိုင်နေကြအရိယာပုဂ္ဂိုလ်ကြာကြာထိုင်နေမယ့်အရိယာပုံဖြစ်အောင်ပြုပြင်ပြီးတော့ဝင်လေထွက်လေကိုရှုမှတ်သုံးသပ်ခြင်းဖြင့်တမာရီတိရအောင်ကြိုးစားအတိလေးကိန်းနေအောင်ကြိုးစား ဝရိယတရားလေးလည်းမြင့်တင်ပေးထားဝရိယနဲ့တမာတိကိုညီမြအောင်ကြိုးစားပြီးတော့ဆောင်ရွက်ပေးပါဝရိယရောနေရင်လည်းပဲအိတ်ချင်ငိုင်းမိတဲ့စိတ်တွေဖြစ်တတ်ပါတယ် အဲတမာရီရောပြီးတော့ဝရိယတွေလွန်ကဲနေပြန်တော့လည်းပဲပြန်လွင်မှုတွေဖြစ်တတ်ပါတယ်ပြန်လွင်နေရင်လည်းတမာရီမရနိုင်ဘူးအဲဒါကြောင့်ဝရိယကလည်းမိမိဆောင်ရွက်နေတဲ့အလုပ်အပေါ်မှာတက်တက်ကြွကြွဖြစ်အောင်ကြိုးစားပေးဝရိယကတက်တက်ကြွကြွဖြစ်အောင်ကြိုးစားပေးဆိုပေမဲ့စိတ်ကတော့ငြိမ်သက်နေအောင်ကြိုးစားထား ဒီပုံမှာသိပ္ပစံနာမစောနဲ့သိပ္ပမလောနဲ့သိပ္ပမများနဲ့ပြာရမခန့်နဲ့တရားရှိမှတ်တဲ့အလို့ဆိုတာပြာရမခတ်ရဘူးပြာမများရဘူးစံနာမစောရဘူးအေးချမ်းတဲ့အနေထားလေးရှိနေရမှာငြိမ်သက်တဲ့အနေထားလေးရှိနေရစိတ်အေးလေအေးထားပြီးတော့ဆောင်ရွက်ရတရားရှိမှတ်တဲ့အလို့ဆိုတာ ကိုယ်ကာယနဲ့ထမ်းပုံနေရတဲ့အလုံးမဟုတ်တဲ့အတွက်ကိုယ်ကာယနဲ့လှုပ်တလို့မျိုးအင်းနဲ့အားနဲ့လှုပ်လို့မရဘူးစိတ်လို့ဖြစ်တဲ့အတွက်စိတ်ကိုပဂရိညင်သက်နေအောင်ကြိုးစားအနာယူတလို့မျိုးစိတ်ကိုအားလုံးလျှော့ချထားလိုက်ဘာကမှတင်မထားနဲ့တင်ထားလေလေတမာရီမပါပဲနဲ့ဝရိယတရားတွေလွန်ကဲပြီးတော့စိတ်တွေပြန့်လွင့်လေလေဖြစ်တတ်တယ် အဲဒါကြောင့်စိတ်ကိုတင်မထားနဲ့စိတ်ကိုလျှော့ချထားလျှော့ချပြီးတော့အရှုခံဖြစ်တဲ့ယုံနာခန္ဓာတွေကိုစောင့်ပြီးတော့ကြည်စောင့်ပြီးတော့ကဲခတ်တမာရီလေးနဲ့နေရင်တမာရီလေးတင်ပေးဝရိယလေးရော့နေရင်ဝရိယလေးနဲ့မြှင့်တင်ပေးဒီတော့တရားရှိမှတ်တဲ့အခါမှာ ဗုဒ္ဓိလဆိုတဲ့ဆရာတော်ကြီးတစ်ပါးကိုရှင်သာမဏေကလေးတစ်ပါးကပေးတဲ့ဤစနစ်ကလေးတစ်ခုရှိတယ်အဲ့ဒါကတော့ဖို့ဖန်းတဲ့ဥပမာလို့ဒီလိုဆိုပြောလို့ရပါတယ်တောင်မိုးကြီးတစ်ခုမှဖို့တကောင်ဝင်နေတယ် အဲ့ဒီပုဂ္ဂိုလ်ဖမ်းဖို့ရန်အတွက်စ조사ကြည့်လိုက်တဲ့အခါကျတော့အဲ့ဒီတောင်ပေါ်ကြီးမှာဒီပုဂ္ဂလိဝင်နေထွက်တဲ့အပေါက်က6ပေါက်ရှိတယ်။ဒီဘက်အပေါက်ကစောင့်ဖမ်းရင်ဟိုဘက်အပေါက်ကထွက်တယ်ဟိုဘက်အပေါက်ကစောင့်ဖမ်းရင်ဒီဘက်အပေါက်ကထွက်တယ်။ဒီတော့တသိနားလဲတဲ့ပညာရှိတယောက်ကပြောတယ် အဲ့ဒီပေါက်6ပေါက်ရှိတဲ့အထက်မှာ5ပေါက်ကိုပိတ်ထားတပေါက်ထက်ကနေစောင့်ဖမ်းပါလို့အဲ့ဒီတော့ပြောလိုက်တော့မှအပေါက်5ပေါက်ကိုပိတ်ပြီးအပေါက်တစ်ပေါက်ထက်ကစောင့်ဖမ်းတဲ့အခါမှာပေါက်ကလေးဝင်လာတာလေဝင်လာမှတိထွက်တာလည်းထွက်တာမှတိတော့အလိုတကူဖမ်းလို့ရသွားတယ်အဲ့ဒီလိုပါပဲတဲ့မိမိတို့ရဲ့တန်တမမျက်စိနာတဲ့ကောင်လျှောက်ကိုစိတ်ဆိုတဲ့ဓာရ6ပါးရှိတယ်တကား6ပေါက်ရှိတယ် မျက်စိတကားပေါက်ကလည်းအဆင်းဆိုတဲ့အာယုံကို တွေ့ပြီးတော့မြင်စိတ်တွေပေါ်နေတယ်။နာရကပေါက်ကလည်းအတန်ကိုကြားပြီးတော့ကြားစိတ်တွေပေါ်နေတယ်။နှာခေါင်းတကားပေါက်ကလည်းအနံ့ကို ရှူရှိုက်တော့နာစိတ်တွေပေါ်နေတယ်။လျှာတကားပေါက်ကလည်းရတာကိုစားတော့တွေ့ရတာသိတဲ့စိတ်တွေပေါ်နေတယ်။ကိုယ်ကာယတကားပေါက်ကလည်း ရာသိမိကြမြင်ဆိုတဲ့ဒွိဋ္ဌိစရာအာယုံလေးနဲ့တွေးထိထားလို့ယန္နာကောင်းစိတ်တွေဖြစ်နေတယ်။မနောရကဘောက်ကလည်းတွေးတော်စရာအာယုံလေးနဲ့တိုက်လို့တွေးတော်စိတ်တွေဖြစ်နေတယ်။စိတ်ဟာ6မျိုးဖြစ်နေ။အဲဒီ6မျိုးသောစိတ်ဥဆောင်ပြီးတော့စိတ်တစ်မျိုးတစ်မျိုးမှာခန္ဓာ5ပါးခန္ဓာ5ပါးဖြစ်။မြင်စိတ်ခန္ဓာ5ပါး၊ကြားစိတ်ခန္ဓာ5ပါး၊နားစိတ်ခန္ဓာ5ပါး၊စားစိတ်ခန္ဓာ5ပါး ရဟနာကောင်းစေခန္ဓာ၅ပါးတွေးတောစေခန္ဓာ၅ပါးလို့အဲ့ဒီလိုခန္ဓာတွေအတိအသေးဖြစ်ဘယ်အချိန်မှာဘယ်ခန္ဓာဖြစ်မလို့တိကျမပြောနိုင်ဘူးအာယုံကတိုက်တိုင်းတိုက်တိုင်းမျက်စိနဲ့တကောလျှောက်ကိုစိတ်ဆိုတဲ့ဒွါရ6ပါးမှာဝိညာဉ်ဆိုတဲ့6မျိုးစိတ်6မျိုးအဲ့ဒီစိတ်6မျိုးဥဆောင်တဲ့ခန္ဓာ၅ပါးအလင်းနှင်းတယ်လို့ဖြစ်တယ် ဒီတော့မိမိကမျက်စိတကားဘောကနေသွားစောင့်ကြည့်ရင်နာရကဘောကနေခန္ဓာလေးဖြစ်နေတယ်နာရကဘောကနေစောင့်ကြည့်ပြန်တော့နှာခေါင်းတကားဘောကနေခန္ဓာလေးဖြစ်နေတယ်နှာခေါင်းတကားဘောကနေစောင့်ကြည့်ပြန်တော့လျှာတကားဘောမှာခန္ဓာလေးဖြစ်နေတယ်လျှာတကားဘောမှာစောင့်ကြည့်ပြန်တော့ကာယတကားဘောမှာခန္ဓာလေးဖြစ်နေတယ်ကာယတကားဘောမှာစောင့်ကြည့်ပြန်တော့မနောတကားဘောမှာခန္ဓာလေးဖြစ်နေတယ်ဒီတော့ယောဂီရဗျာများနဲ့ ဒါရလေးပဲကြည်ရတော့မလို့ကျင်တာလေးပဲကြည်ရတော့မလို့တွေးတာလေးပဲကြည်ရတော့မလို့ဟိုနေရာလေးကကြိုက်သလိုလိုဒီနေရာလေးကထောင်းသလိုလိုခန္ဓာမူလေးကဖြစ်နေသလိုလိုနန်းတရားထင်ရှားသလိုလိုယုတ်တရားထင်ရှားသလိုလိုယုတ်ကြည့်လိုက်နန်းကြည့်လိုက်မြင်စေကြည့်မျက်လုံးမိထားလို့မြင်စေမပေါ်တော့ကြားစေကလေးကိုယ်တက်ခက်နာစေစားစေညာနာကောင်းစေတွေးတော်စေ ယန္နာကောင်းစိတ်ထဲမှာလဲနာမှန်သိတဲ့စိတ်၊ကျင်မှန်သိတဲ့စိတ်၊ကံမှန်သိတဲ့စိတ်၊ထုံမှန်သိတဲ့စိတ်စိတ်တရားမျိုးမျိုးဖြစ်နေတော့ဒါတွေကိုအကုန်လိုက်ကြည့်နေရတာပင်မှန်းနေတယ်၊ပြာများနေတယ်။ဘယ်အရှုကံတရားကမှထိထိမိမိလက်ဆုပ်လက်ကံကြည့်လို့မရဘူးဖြစ်နေတယ်။အဲ့ဒီတော့ဘာလို့ရမလဲ။အကုဏတော်ကတောင်ပေါ်တော့ဝင်သွားတဲ့ဖို့ကလေးကိုအပေါင်းတကား အပေါက်၅ပေါက်ပိတ်ပြီးတော့တပေါက်ထက်ကနေစောင့်ဖမ်းတယ်လို့မျိုးမိမိတို့ရဲ့တဏ္ဍာမှာလည်းပဲဒါရ6ပါးတကား6ပေါက်ရှိပေမဲ့မနောတကားပေါက်ကနေစောင့်ဖမ်းတယ်။ကျန်တဲ့တကားပေါက်တို့ကအာယုံမပြုတ်မျက်လုံးမိတ်ထားတယ်မြင်စိတ်မပေါ်နိုင်ဘူး။နားကတော့ကြားစိတ်တွေပေါ်နေလိမ့်မယ်။ဒါပေမဲ့သူ့ကိုအာယုံမပြုတ်ဘူး။ ကြားခြင်းကြမကြားခြင်းလဲကြားရင်ကြားတယ်လို့ပဲမှတ်လိုက်အတဏ္ဍပတ်သက်ပြီးတော့မိမိရဲ့စိတ်ခံစားချက်ဘာမှမဖြစ်စေနဲ့၎င်းတကားဘောက်ကနေနတ်ကိုနန်းနေနတ်စိတ်တွေဖြစ်တယ်နတ်စိတ်ပေါ်ရင်နတ်စိတ်ပေါ်တယ်လို့ပဲသိပြလိုက်ကျန်တာဘာမှဆက်မတွေးနဲ့သူနဲ့ပတ်သက်တဲ့ခံစားချက်ဘာတစ်ခုမှမဖြစ်စေနဲ့ အနန္တပတ္တတကောင်းသည်ဆိုသည်ပါရခုကိုမှအာယုံမပြုတ်နဲ့အတန္တပတ္တတကောင်းသည်ဆိုသည်ပါရခုကိုမှအာယုံမပြုတ်နဲ့အနန္တပတ္တတော့ကောင်းသည်ဆိုသည်ပါတပါရခုကိုမှအာယုံမပြုတ်နဲ့အရသာနဲ့ပတ်သက်လို့လဲဒီတိုင်းပဲလျာနဲ့တွေ့ရင်လေးနဲ့တွေ့ထတဲ့အခါမှာအရသာတိတဲ့စိတ်ကလေးပေါ်တယ်သူကိုလည်းပဲအာယုံမပြုတ်ကိုကရမှာတွေ့ထစရာတွေနဲ့တွေ့ထတော့ နာရခြင်းနဲ့ကြိုက်တဲ့ခဲ့တဲ့ထုံနဲ့တောင်းနဲ့တင်းတဲ့အောင်းနဲ့အင်းနဲ့စသည်ဖြင့်အမျိုးမျိုးဖြစ်နေတယ်။အဲဒီစိတ်တွေဖြစ်ရင်လည်းအဲဒီစိတ်ဖြစ်တယ်လို့ပဲသိပြလိုက်။အာယုံမပြုတ်နဲ့။ဘာလို့ရမလဲ။ရွှေရမလား။ပြောင်းရမလား။ဘယ်လိုလုပ်ရင်ကောင်းမလဲ။စသည်ဖြင့်ဒါတွေဘာမှတွေးမနေဘူး။နောက်ဆက်တွဲအတွေးတွေမလာစေနဲ့။နောက်ဆက်တွဲခံစားမှုတွေမဖြစ်စေနဲ့။ဒီတော့ဘာလို့ရမလဲ။မနောရကဘောကနေစောင့်ကြည့်။ မနောရကဘောကနေစောင့်ကြည့်တွေးနေတဲ့အတွေးကလေးကိုသိတွေးနေတဲ့အတွေးသည်ဘမရှိတယ်လေရှင်ချိုင်းမှာရှိမနောနဲ့တွေးတော့စရာအယုံနဲ့တိုက်လို့တွေးစိတ်ပေါ်တယ်အဲ့ဒီတွေးစိတ်သည် မနောမှာမှီတယ်အဲ့ဒီမနောဆိုတဲ့စိတ်ကဟရိယဝတ္ထုမှာမှီတယ်ဒါကြောင့်မလို့ရှင်ချိုင်းမှာဖြစ်တယ်လို့အစင်လာပြောကြပါလေဒါပေမဲ့လို့လည်းပဲ တမာရီအားနေရင်နှာသီးပြားကနေပြီးတော့တမာရီလေးဖြစ်အောင်ကြိုးစားနေတဲ့ယောဂီပုဂ္ဂိုလ်တယောက်ဟာနှာသီးပြားကနေတမာရီလေးထူထောင်းလိုက်တွေးစိတ်ကလေးကိုသိပေးလိုက်ဆိုတော့အဲ့ဒီနှာသီးပြားနားမှာပဲမျက်နှာရှိနားမှာပဲတွေးစိတ်ကလေးရှိတယ်လို့သဘောထားပြီးတော့ပဲအလွယ်တကူပုံဖော်ပြီးတော့ကြည့်ပေးလိုက်တွေးစိတ်ကလေးကိုသိလိုက်ဝင်လေထွက်လေလေးကိုသိလိုက် တွေ့စိတ်ကလေးကိုသိလိုက်ဝင်လေထွက်လေလေးကိုသိလိုက်မလုံအပ်ရင်လည်းပဲတွေ့စိတ်ကိုပဲသိတမာရီလေးကျဲနေတယ်ထင်ရင်ဝင်လေထွက်လေပြန်သိမျက်နှာရှင်းလာလေးနားမှာပဲရှိနေတယ်လို့သဘောထားပြီးတော့ဝင်လေထွက်လေနဲ့တွေ့စိတ်ကိုပြန်နှံ့ကြည့်ပေးအဲ့ဒါလိုကြည့်ပေးလိုက်ရင်အခုနောက်တော့ကမျက်စိနားနှာခေါင်းလျှာကိုဆိုတဲ့ အခြေခံဒွါရ6ပါးအဲ့ဒီဒွါရ6ပါးမှာအာယုန်နေတိုက်တော့စိတ်တွေဖြစ်တယ်အဲ့ဒီပေါ်လာတဲ့စိတ်တွေဖြစ်လာတဲ့စိတ်တွေအဲ့ဒီဖြစ်လာတဲ့စိတ်တွေကအဲ့ဒီနေရာမှာပဲဖြစ်အဲ့ဒီနေရာမှာပဲပြတ်အဲ့ဒီလိုပြတ်သွားပြီးတဲ့နောက်မှာဒီမနောတကားပေါ့မှာလာပြီးတော့သူနဲ့ပတ်သက်တဲ့အတွေ့အကြုံဝင်နေတတ်တယ်အစင်းဆိုရင်လည်းစိတ်နဲ့ပတ်သက်တဲ့အတွေ့အသံဆိုတဲ့အသံနဲ့ပတ်သက်တဲ့အတွေ့အနံ့ဆိုတဲ့အနံ့နဲ့ပတ်သက်တဲ့အတွေ့ အတန်ကြားတော့ကနာရကဘောက်မှာဖြစ်တာ သူနဲ့ပတ်သက်လို့တွေးတော့မနောတကားဘောက်မှာဖြစ်တယ်အနန္ဂဏံတော့ကနှာခေါင်းတကားဘောက်မှာဖြစ်တယ်သူအကြောင်းတွေးနေတော့မနောတကားဘောက်မှာဖြစ်တယ်အရသာတိတဲ့စိတ်ကလေးဖြစ်တော့ကလျာတကားဘောက်မှာဖြစ်တယ်သူအကြောင်းတွေးတော့မနောတကားဘောက်မှာဖြစ်တယ်ယန္တာကောင်းစေဆိုတဲ့နားရဲခြင်းနဲ့ကြိုက်တယ်ခဲတယ်အဲ့ဒါလေးသိနေတော့က ကာယတကားပေါ့မှာဖြစ်တယ်။သူကြောင့်တွေးတော့မနောတကားပေါ့မှာဖြစ်တယ်။ဒီတော့ဒီအာယုံတွေနဲ့ပတ်သက်ပြီးတော့အတွေးလေးတွေဟာနောက်ဆက်တဲ့ဝင်နေတာပါ။အဘိဓမ္မာရဲ့သဘောတရားအရာမနောဒေါရဝိထိတွေကြာနေတယ်လို့ဒီလိုပြောနိုင်ပါလေ။အဲ့ဒီလိုတွေးစိတ်ကလေးတွေဖြစ်နေတဲ့အစင်းနဲ့ပတ်သက်လို့တွေးတဲ့အတွေ့အသံနဲ့ပတ်သက်လို့တွေးတဲ့အတွေ့အနတ်အရသာဒုတိယဇာနဲ့ပတ်သက်လို့တွေးတဲ့အတွေ့အဲ့ဒီတွေးသည်တွေးတော့စရာအဖြစ်နဲ့မနှောမှလာတတ်ပြီးတော့တွေးစိတ်တွေဖြစ်နေတယ် အဲ့ဒီအတွေးစိတ်ကိုပဲစောင့်ကြည့်အတွေးစိတ်တစ်ခုတည်းကိုပဲစောင့်ကြည့်လိုက်တော့ပြာမယ်များတော့ဘူးပေါ့မြင်စိတ်ကြားစိတ်နားစိတ်စားစိတ်ရန္တာကောင်းစိတ်ဒီစိတ်တွေဟိုကြည့်လိုက်ဒီကြည့်လိုက်ဟိုကြည့်လိုက်ဒီကြည့်လိုက်ဆိုရင်ပြာများနေတယ်မိအောင်မဖမ်းနိုင်ဘူးအဲ့ဒါကြောင့်ဘာကောမအာယုံမပြုတ်ပဲနဲ့တွေးစိတ်တစ်ခုတည်းကိုကြည့်နားရလို့စဉ်းစားနေတာလဲတွေးစိတ်ပဲကျင်တယ်လို့စဉ်းစားနေတာလဲတွေးစိတ်ပဲရှေ့ရကောင်းမလားလို့စဉ်းစားနေတာလဲတွေးစိတ်ပဲ မရှိတော့ပါဘူးလို့စဉ်းစားတာလဲတွေးစိတ်ပဲအားလုံးတွေတွေးစိတ်ကြည့်ပဲအဲ့ဒီတွေးစိတ်ဟာမနောရကပေါက်မှာဖြစ်နေတာဒီတွေးစိတ်ကိုကြည့်ဒီတွေးစိတ်ကို သိဒီတွေးစိတ်ကိုမိအောင်ဖမ်းကျန်တာတွေကိုလွတ်ထားလိုက်တွေးစိတ်တခုတည်းကိုမိအောင်ဖမ်းအဲ့ဒီလိုဆိုရင်ရှုကံကိုကျင်းတည်မှုချမိနိုင်ပါလိမ့်မယ်တောင်မော်ရမှာရှိတဲ့ပုဂ္ဂိုလ်ကျန်တဲ့ဝန်လန်းထွန်းလန်းပေါက်တွေငါးပေါက်ပိတ်တစ်ပေါက်ထက်ကနေစောင့်ဖမ်းတယ်လို့မျိုး ခန္ဓာကိုယ်မှာဒေါရ6ပေါက်ရှိတာကိုကျန်တဲ့ဒေါရ6 5ပေါက်ကိုပိတ်ထားမနောတကားပေါက်တစ်ပေါက်ထက်ကနေပြီးတော့ဝင်လာသမျှအတွေ့တွေမိအောင်ဖန်ရင်ဒီရှုကအာယုံမတည်ဘူးဆိုတာမရှိတော့ဘူးအဲဒါကြောင့်တွေးနေရင်တွေးစရာအာယုံကိုမကြည့်နဲ့တွေးစရာအယုံမကြည့်နဲ့အဆင်းဆိုတဲ့အာယုံကိုသတိမဲ့ပြုတ်နဲ့မိစေနဲ့အတန်အနက်အရသာတွေးတိစေရာ ဒါတွေကိုလှမ်းပြီးတော့ကဲမခတ်နဲ့။ဘာပြောတာပါလိမ့်။ဒီအတန်ကလေးဖြစ်တယ်ပြက်တယ်။ဒီလိုရှုနေစရာမလိုဘူး။အစင်းကိုလည်းမရှုနဲ့အတန်ကိုလည်းမရှုနဲ့အနံ့ကိုလည်းမရှုနဲ့အရသာကိုလည်းမရှုနဲ့တွေးရစရာအာယုံကိုလည်းပဲမရှုနဲ့။ဒါပြင်ပအာယုံတွေပြင်ပအာယုံဖြစ်တဲ့အတွက်အရှုကမဟုတ်ဘူး။အတွင်းမှာဖြစ်တဲ့တွေးစိတ်ကိုသာရှု။တွေးနေတဲ့အတွင်းမိမိတွေးတဲ့မှာဘာဖြစ်နေသလဲ။ စိတ်ချမ်းသာတဲ့တွေ့လားမချမ်းသာတဲ့တွေ့လားစိတ်ချမ်းသာတဲ့တွေ့ဆိုစိတ်ချမ်းသာတဲ့တွေ့ကိုကြည် မချမ်းသာတဲ့တွေ့ဆိုမချမ်းသာတဲ့တွေ့လို့သိခံစားတဲ့တွေ့ဆိုခံစားတဲ့တွေ့လို့သိမခံစားတဲ့တွေ့ဆိုမခံစားတဲ့တွေ့လို့သိနာရကျင်နာကြိုက်တာခဲတာတွေပေါ်နေနာရကျင်နာကြိုက်တာခဲတာနဲ့ပတ်သက်တဲ့အတွေ့ကိုဖြစ်တဲ့အဲ့ဒီတွေ့ကိုသိ နာရကျင်နာကြိုက်တာခဲတာတွေမဖြစ်ဘူးဆိုရင် မနာမကျင်မကြိုက်မခဲတဲ့အပေါ်မှာ တွေးနေတဲ့အတွေ့တွေရှိတယ်အဲ့ဒီတွေးကိုသိအဲ့ဒီစိတ်ကိုသိအဲ့ဒီစိတ်ကိုနောက်စိတ်နဲ့သိအတွေ့စိတ်ကိုဉာဏ်စိတ်နဲ့သိအတွေ့စိတ်ကဖြစ်ဖြစ်ဉာဏ်စိတ်ကမဲ့အားလုံးဟာဉာဏ်လို့ပြောပေမဲ့လည်းပဲစိတ်ကိုချေခန္ဓာဖြစ်တဲ့အတွက်စိတ်ကိုစိတ်ချင်းကြည့်နေတဲ့စိတ်တဏှုပတ္တနာလိုင်းဝင်သွားပါလေလို့အဲ့ဒီလို့ ဖော်ဖန်းတဲ့ဥပမာနမူနာယူပြီးတော့မိမိတန်တမ်းမှာအတွေးစိတ်ကလေးတွေပါစေပဲဖြစ်ဖြစ်စဉ်းစားတာလေးတွေဘာကိုပဲစဉ်းစားစဉ်းစားသိနေတာလေးတွေဘာကိုပဲသိသိသိစရာအာယုံကိုမကြည့်နဲ့သိနေတဲ့စိတ်ကိုကြည့်တွေးစရာအာယုံကိုမကြည့်နဲ့တွေးနေတဲ့စိတ်ကိုကြည့်စဉ်းစားနေတဲ့အာယုံကိုမကြည့်နဲ့စဉ်းစားနေတဲ့စိတ်ကိုကြည့်နာရင်လည်းနားရလို့စဉ်းစားမယ်မနာရင်လည်းမနာဖို့လို့စဉ်းစားမယ် ကျင်လဲကျင်တယ်လို့သိမယ်မကျင်ရင်လဲမကျင်ဘူးလို့သိမယ်ကျင်တာမကျင်တာသည်အဓိကမဟုတ်ဘူးနာတာမနာတာသည်အဓိကမဟုတ်ဘူးကြိုက်တာမကြိုက်တာသည်အဓိကမဟုတ်ဘူးနာတာလေးဖြစ်လာတာပျောက်သွားတာသည်အဓိကမဟုတ်ဘူးအဲ့ဒီအပေါ်မှာမိမိအတွေးကလေးပါဖြစ်နေတယ်လဲမိမိအသေးကလေးဘလို့သိနေတယ်လဲမိမိခံစားမှုကလေးဘလို့ခံစားနေတယ်လဲအဲ့ဒါလေးကိုပဲစောင့်ပြီးတော့ကဲခတ်လိုက်ရင်အရှုကံကိုပိုင်ပိုင်နိုင်တယ်လက်စော့လက်ကင် ထနိုင်တယ်လို့ဒီလိုမှတ်ရမှာဖြစ်ပါတယ်အဲဒါကြောင့်မို့လို့ထိုင်နေကြယောဂီများအနေနဲ့နာရကျင်နာကြိုက်တာခဲတာတွေထင်းထင်းရှားရှားမရှိတဲ့အချိန်မှာဖြစ်ပေါ်လာတဲ့အတွေ့ဖြစ်ပေါ်လာတဲ့အသည့်ဖြစ်ပေါ်လာတဲ့ခံစားချက်စိတ်ထဲမှာဖြစ်နေတဲ့အသည့်ကလေးကိုဥတည်ပြီးတော့ရှုံမှတ်ပေးလိုက်ပါ